် LGBT တွေထဲမှာလည်းသိုးတဲ့လူတွေလည်းရှိလာပဲလေနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သူတို့အတွက်ကကြတော့တားအနေနဲ့လည်းရတယ်တမီးအနေနဲ့လည်းရတယ်သူချီတို့ဆိုမောင်နှမ9ယောက်ရှိရယ်မောင်နှမ9ယောက်ဆိုယောက်ျားလေး2ယောက်ရှိမယ်မိန်းကလေး2ယောက်ရှိမယ်ကိုကဂျားထဲမှာမိန်းကလေးရောယောက်ျားလေးရောဆက်ကြဆိုတော့သူတို့တားလဲရတာတယ်တားလို့လည်းအားကိုးရတယ်နောက်ပြီးတမီးလို့လည်းအားကိုးရမှာပေါ့နော်အဲအဘဟိုမိဘတွေကကြတော့ရေအောင်မကွာကိုသားသမီးကိုဒီလမ်းကြောင်းတစ်ခုကိုမှန်တင်ပေးမယ်ဆိုရင်မိဘတွေအများကြီးစိုးရင်းလိုတယ်လေ အခုချီဆိုလဲမက်ကလိန်နဲ့လှုပ်ဒီမိဘရဲ့သဘောမတူဘူးကိုသွတ်ဝင်ခဲ့တယ်အဲ့မဲ့သူတို့ဒီနောက်ပိုင်းမှာကိုယ်ကိုပြောလို့မရတဲ့အတွက်သူတို့ဒီကိုယ်ကိုလမ်းကြောင်းတစ်ခုမှာဖိဖိမမရှိအောင်လို့သူတို့တွေကိုယ်ကိုပန့်ပိုးပေးရတဲ့တရံတနေရနေဆိုတော့မိဘရင်းနဲ့လည်းအများကြီးတက်ဆိုင်ပါတယ်အဲနောက်ကိုကိုတိုင်းပေါ့နော်ကာယကံရှင်ကိုတိုင်းကလည်းဖြစ်ချင်စိတ်ရှိတယ်စူးစမ်းစိတ်ရှိတယ်သူတယောက်ဖြစ်ဖို့ကလည်းအများကြီးလိုပါတယ်ဟုတ် လိုပြောရမလဲဒီနောက်ပိုင်းကစတော့ဟိုဘယ်လိုပဲပြောဖို့ပေါ့နော်အဲ LGBT တွေလည်းလူသားတွေကလူသားတွေပဲဆိုတော့အာကလုံးဝိုင်းပြီးတော့ချစ်ပြီးတဲ့အခါကျတော့လည်းပျော်ရတာပေါ့နော်အာခွဲခြားဆက်ဆံခံရတာမျိုးကတော့မရှိဘူးလားဆိုတော့အနေနဲ့အများတော့ရှိသေးတာပေါ့အမေကိုရီခင်မာတော့တော်တော်များများကောင်းသွားပါတယ်ဟုတ်ဒါကြတော့လည်းလေဗျမ်းမြအားဖြင့်ကတော့မှန်တာပေါ့နော်အ10ယောက်10ယောက်မှာ10ယောက်လောက်မှန်ပြီမဲ့2ယောက်လောက်ကလည်းမှားချင်မှားမှာပေါ့နော်ဒါကတော့မကောင်းပြောတာမဟုတ်ဘူး LGBT တွေထဲမှာလည်းသိုးတဲ့လူတွေလည်းရှိတာပဲလေနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သူတို့အတွက်ကကြတော့တားအနေနဲ့လည်းရတယ်တမီးအနေနဲ့လည်းရတယ်သူရှိလို့ဆိုမောင်နှမ9ယောက်ရှိရဲ့မောင်နှမ9ယောက်ဆိုယောက်ျားလေး2ယောက်ရှိမယ်မိန်းကလေး2ယောက်ရှိမယ်ကိုကဂျားထဲမှာမိန်းကလေးရောယောက်ျားလေးရောဆက်ကြဆိုတော့သူတို့ကတားလဲရတာတားလို့လည်းအားကိုးရတယ်နောက်ပြီးတမီးလို့လည်းအားကိုးရမှာပေါ့နော်အဲဒါကကြတော့ဒီဟိုမိဘနဲ့ဆိုင်တာပေါ့နော် အခုကျတော့မိဘတွေကြတော့လေတောင်းဆိုဘလို့ဆုံးယုံလာပြည့်ပြည့်ရိုးထုံးစံရှိမယ်ကိုယ့်ရဲ့သားသမီးကိုဘာပဲဖြစ်နေဖြစ်နေသူတို့ချစ်ပေးတယ်ဖေဖေမမရှိပြီးတာပေါ့အတချို့တွေကြတော့လေငါမွေးထားတာယောက်ျားလေးယောက်ျားလေးပဲဖြစ်ရမယ်အဒီပုံစံကွက်ထက်မှာပဲနေလို့နေရမယ်ဆိုတော့အမိဘရဲ့အယူပေါ့နော်အစွဲတွေပေါ့ အမေဒီဘက်နောက်ပိုင်းတော့တော်တော်များများမိဘတွေကလိုက်ရောညီချွေရှိတာတွေ့ရပါတယ်အတချို့ဆိုရင်တားယောက်ျားလေးမွေးထားတယ်ဒါပေမဲ့ LGBT မန်းတည်ရဲစစ်သူရှိနေပြီလားဆိုအဲ့စစ်သူကိုပါတားလို့စစ်ပင်းနိုင်တဲ့မိဘတွေလည်းရှိရဲဆိုတာတွေ့ဘူးတာပဲလေနော်အခုတော့တော်တော်များများကပွင့်လင်းမြင်တာရှိပြီဖြစ်တဲ့အတွက်လူနေစုထဲမှာတော့ရှိရင်တော့ရှိမှာပေါ့เนาะဟိုဒါကကြတော့အကုန်လုံးခြုံငုံပြီးတော့ပြောလို့မရဘူးအာ တို့ဒီ LGBT ဝင်စားတဲ့တို့ဒီမိဘရဲ့ဟိုတို့ဖြစ်တန်းလာတဲ့ကံကံရဲ့အကျိုးတရားအကြောင်းတရားတွေလည်းတိုက်ဆိုင်မှုတွေအများကြီးရှိမှာပါအခုဆရာကတော့ပပာရောမိမိရောချစ်ပေးတယ်ပပာဘက်ကဆွေမျိုးတွေရောမိမိဘက်ကဆွေမျိုးတွေရောလည်းချစ်ပေးတယ်ညီကောင်မောင်နှမတွေကလည်းကိုယ့်ကိုအာနွေနွေထွေးရှိပြီးရဲ့ဆိုတော့ကိုယ့်အတွက်ကတော့အဆင်ပြေတဲ့မိသားစုအတိုင်းဝိုင်းပေါ့နော်အဘဟိုမိဘတွေကကြတော့ရေအောင်မကွာကိုသားသမီးကိုဒီလမ်းကြောင်းတစ်ခုကိုမှန်တင်ပေးမယ်ဆိုရင်မိဘတွေကအများကြီး scoring လိုတယ်လေ ်အခုချင်းဆိုလဲမိကလိန်နဲ့လှုပ်ဒီမိဘရဲ့သဘောမတူဘူးကိုလှုပ်ဝင်ခဲ့တယ်အဲ့မဲ့သူတို့ဒီနောက်ပိုင်းမှာကိုယ့်ကိုပြောလို့မရတဲ့အတွက်သူတို့ဒီကိုယ့်ကိုလမ်းကြောင်းတစ်ခုမှာဖိဖိမမရှိအောင်လို့သူတို့တွေကိုယ့်ကိုပန့်ပိုးပေးရတဲ့ဒရောင်းတနေရနေဆိုတော့မိဘရင်းနဲ့လည်းအများကြီးတက်ဆိုင်ပါတယ်အဲနောက်ကိုကိုယ်တိုင်ပေါ့နော်ကာယကံရှင်ကိုယ်တိုင်ကလည်းဖြစ်ချင်စိတ်ရှိတယ်စူးစမ်းစိတ်ရှိတယ်သူတယောက်ဖြစ်ဖို့ကလည်းအများကြီးလိုပါတယ်ဟုတ် အဲအဓိကကအခုစီတို့ကကြတော့ဒီတို့ကလာပြီးဆိုရင်အဝစ်စာကောပြန်တဲ့ပစ္စည်းပစ္စည်းအားတို့ဘာလို့စီစဉ်မိတာအခုကျတော့ make up သပင်ပိုင်းမှာတာဝန်ယူရတာဆိုတော့အဲ့ဒီတို့ဝိမဲ့ဒီအဝစ်စာကိုကြည့်တယ် make up နဲ့သပင်နဲ့ကိုကြည့်တယ်အဲ့ဒီမှာမှလဝိယရဏာတို့ခေါင်းမှပန်ဖို့ဇလိုတို့ဘာတို့ကတော့ကိုအဆဆုံးတို့နဲ့တိုင်ပင်ပြီးတော့လုပ်ပေးဖြစ်တာပေါ့နော်အာဟိုနေ့ကပြင်တဲ့အမတယောက်ဆိုလို့ရှိရင်အာအကုန်လဝိလက်စာသပင်အမေကဆိုလို့ရှိရင်လည်းနည်းနည်းလေးနူးတဲ့ဘက်ပေါ့အခုဒီဘက်တော့အနေနဲ့ trend လေးပြင်ပြီးတော့အမေကတော်တော်ကျေးဇူးတင်တယ်တဲ့ အာဘာဖြစ်လဲပွဲလာတဲ့လူတိုင်းသူ့ကိုလှတယ်ပြောတော့ပေါ့နော်အဲ့တော့ကိုလည်းမောပြေရတာပေါ့အော်အပြေးလေးရိုက်မှာပေါ့အပြေးလေးပေါ့ဘာဖြစ်လို့ဆိုဘူချီကလည်းရိုက်ချင်တယ်ယူသွတ်တယ်ပေါ့နော်အရင်တော့ကျတော့ရိုက်ခဲ့ရတဲ့ဇက်ကားလေးတွေကရုပ်ရှင်ကားဆိုလို့ရှိရင်လည်းဧည့်သည်တယောက်ဆောင်ပေါ့နော်တခန်းစားနှခန်းစားဗီဒီယိုလေးဆိုလည်းအဲ့လိုလေးတွေပါဘူးထားတယ်ဆိုတော့အဲကို့ရိုက်ဖို့ကမ်းလှမ်းမယ်ဆိုလို့ရှိရင်လည်းအပြေးလေးကြိုမှာပါရိုက်မှာပါအကယ်ဒမီရမယ်ဆိုတော့အတိုင်းထက်လုံပေါ့နော်ကိုဆရာသမားလည်းဖြစ်တယ်ကိုချစ်ရတဲ့ မင်းသမီးလည်းဖြစ်နေတော့အဲ welcome ပေါ့သူ့အတွက်အများကြီးထပ်ပြီးတော့စူးစမ်းဖို့ခွင့်ရည်ပြူရသွားမှာပေါ့နော်ဟုတ်လောလောဆယ်တော့2025မှာကြမ်းကြမ်းမာမာနဲ့အဓိကဒီ2025ပလန်ကိုကြည့်ပိန်ချင်တာအဒီခဏကိုချဖို့ဟာကိုပလန်ဆွဲရတာဒါပေမဲ့အရင်ထူးစရာမလုပ်ဖြစ်သေးဘူးအာ2026ကြည့်တော့မစင်စားသေးဘူးဘာဖြစ်လို့လဲဆိုတော့ဒီ2025အတွင်းမှာပဲငါအသက်ရှင်အောင်မှလား အမမောင်ငါရဲ့ဒီအတက်နဲ့ခန္ဓာဒီကွဲသွားမှလားဆိုတော့ပြောလို့မရသေးဘူးလို့နော်ဒီနေ့နဲ့မနေ့ပြန်တာမတူဘူးအဲ့ဒါတော့မှပဲလူတွေရန်နေဖြစ်နေကြတာကွာအခုတော့တရားတွေကချရနေရအဲ့ဒါမှပဲဒေါသတွေထွက်နေရတယ်သိရမှာလားတနေ့တနေ့မိုးလင်းတာနဲ့လောဘဒေါသမောဟတွေနဲ့ရှင်သန်နိုးထရတယ်အဲ့ဒီ social media တုံးတဲ့ Facebook ဖြစ်ကြီးမှလည်းလေမလွယ်ဘူးတော့အာအဲ့ comment တောင်ကြောင်ကိုမှလေဟာလောဘဖြစ်ရဒေါသဖြစ်ရတယ်အဲ့ဒါကိုဘုံနေဖြစ်ပြောမှဘယ်လိုပြောမလဲအဲ့မှာမကောင်းတဲ့ဥနည်းတွေပါလာတာဆိုတော့လေ အဲ့ဒီဟာကိုလည်းတုံးဖို့နည်းနည်းရှော့ရမယ်ဟုတ်အာ Gucci ဟိုဒီနေ့ဒီချိန်ထိပေါ့နော်အာ make up အပေးတဲ့ customer တွေနောက်ပြီးွားလို့ရှိရင် Gucci အောင်ဆိုပြီးတော့ချစ်ပေးစားတဲ့အကိုရဲ့ချက်ရတဲ့သူတွေအားလုံးတူတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကကြီး၃ပါးကနေကြော်နေနိုင်ကြပါစေ